အားလုံးပဲမင်္ဂလာပါဒီနေ့ Euraso Class ကနေတင်ပေးွားမယ့် moon board ပေါ့နော်တဒါလေးကတော့ Ega ဆိုတဲ့ moon board လေးပဲဖြစ်ပါတယ် Ega ကကျမတို့ပေါ့နော်တဒါထဲမှာဆိုလေးရှိရင်လုံးဝကို basic အကျဆုံး moon board ပဲဖြစ်ပါတယ်အဲ့တော့မြန်မာလိုဆိုလေးရှိရင်ဘယ်လိုအဓိပ္ပာယ်ရလဲဆိုရင်ကျမတို့ ga ဆိုတဲ့အဓိပ္ပာယ်ရပါတယ် ဤကဤကကိုပဲညမှာသုံးနေပေါ့နော်ဘွာနဲ့တွဲသုံးလဲဆိုရင်ကျမတို့နောင်းနေနဲ့တွဲသုံးပါတယ်နောင်းနေကိုဤဒါမှမဟုတ်ခါနဲ့သုံးပါတယ်အဲ့တော့အသက်ပါတယ်ဆိုလို့ရှိရင်ဤနဲ့သုံးပြီးတော့အသက်မပါဘူးဆိုလို့ရှိရင်ခါနဲ့သုံးပါတယ်အဲ့တော့အသက်ပါတယ်မပါဘူးကဘယ်လိုမျိုးလဲဆိုတော့ကျမတို့အောက်က example လေးပေါ့နော်ဖိုကီလေးကိုတစ်ချက်ကြည့်ကြမယ်အဲ့တော့ဂျီ jeep ဆိုတာကအင်္ဂလိပ်ပြောတာဖြစ်ပါတယ် jeep မှာအောက်မှာအသက်ပေါ့နော်ဘတ်ချင်းလို့ခေါ်တဲ့ဒီဘားအသက်လေးပါပါတယ်အဲ့တော့ဘားအသက်လေးပါတဲ့အတွက်သူကအပေါ်မှာပြောထားသလိုပဲအသက်ပိုင်း e ဆိုတဲ့အတွက် e နဲ့တွဲသုံးပါတယ်အဲ့တော့ gb နော် gb ဖြစ်သွားမယ် jeep က e နဲ့ပေါင်းလိုက်တော့ gb အင်ဂါဆိုတဲ့အဓိပ္ပာယ်သွားရပါတယ်စမ်းဆန်းကကြတော့တောင်းပေါ့နော်ဆန်းအောင်မှာနအသက်ပါပါတယ်အဲ့တော့နအသ ပါတဲ့အတွက် e နဲ့တွဲသုံးမယ်စန်းနီတောင်ကဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့ချင်းကိုချင်းကိုကြတော့ဂူရဲ့အောက်မှာပတ်ချင်းမပါတာဖြစ်တဲ့အတွက်ခါနဲ့သုံးပါမယ်ချင်းကိုကတငယ်ချင်းကနောက်တစ်ခုကကြတော့နူနာနူနာရဲ့အောက်မှာလည်းနာရဲ့အောက်မှာပတ်ချင်းမပါတဲ့အတွက်ခါနဲ့တွဲသုံးပါမယ်နူနာကအမကဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့သူတို့ကိုနောက်နေနဲ့တွဲသုံးပါမယ် ဒါဆိုရင်အောက်မှာပေါ့နော်မွန်းကျန်းလေးတွေလုပ်ပေးထားပါတယ်မွန်းကျန်းလေးတစ်ချက်ကြည့်ကြမယ်ဆိုဒီဟာချောဒီဟာချောဆိုတာမြောက်ရထားကိုပြောတာပါဒီချောရဲ့အောက်မှာကလအသက်လေးပါတဲ့အတွက်ကျမတို့အီနဲ့တွဲသုံးပါတယ်ဂျီဟာချောဒီပါရတာပါရတာကမြန်ဆန်သောဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဂျီဟာချောဒီပါရတာဆိုတော့မြောက်ရထားကမြန်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဟန်ဂူမာဒီအော်ရပ်တာ ။ညဟန်ကုမာဟန်ကုမာရဲ့ဟာမာမာရဲ့အောင်မာကလာအသက်ပါတဲ့အတွက်ဤနဲ့တွဲသုံးပါမယ်။ဟန်ကုမာရဲ့အော်ရပ်တာကိုရီးယားဇာကာကခက်ခဲတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။နောက်ခုကကြတော့စာကွာကမာရှိတာဆိုတော့စာကွာကကြတော့ပန်းပြီးဖြစ်ပါတယ်။ကွာရဲ့အောင်မာဘတ်ချင်မပါတဲ့အတွက်ကျမတို့ခါနဲ့သုံးပါမယ်။အဲ့တော့စာကွာကမာရှိတာပေါ့နော်။ ဆာဂါကမာရှိတာဆိုပြီးတော့ကျမတို့သုံးပါမယ်အဲ့တော့ပန်ဒီကအရသာရှိရဲဆိုတော့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ကျမတို့တွေပေါ့နော်အာ ဒီဟာကကျွန်မအိဇမဲအနေနဲ့ပြထားတဲ့မွန်ချမ်းလေးဖြစ်ပါတယ်။အဲ့တော့ဒီဟာကိုရတော်ဘုနုတွေလည်းလိုက်ကြည့်လုံကြည့်လို့ရပါတယ်။အဲ့တော့ကျွန်မတို့ဤနဲ့ငါးချောင်းဂါနဲ့သုံးပြီးတော့ငါးချောင်းပေါ့နော်။အဲ့ဒါကိုဒီဗီဒီယိုရဲ့အောက်မှာကျွန်မတို့မွန်ချမ်းလေးတွေကို comment မှာရေးပေးလို့ရပါတယ်။ကျွန်မကစစ်ပေးပါမယ်။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာထပ်ဆုံကြပါမယ်။